တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမဒီကနေ့ဂျွန်လ2ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့အုတ်ဖူမှာ PDF များကိုလက်ပစ်ဘုံးနဲ့လာရောက်ပစ်သွင်းတိုက်ခိုက်တဲ့ထမ်းမင်ဂုံးရွာယာအိမ်မှုအောင်မိုးခိုင်ပြန်လည်ပြစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာ PDF များကိုလက်ပစ်ဘုံးနဲ့လာရောက်ပစ်သွင်းတိုက်ခိုက်ခဲ့တဲ့ဓမ်းမင်ဂုံးရွာယာအိမ်မှုအောင်မုတ်ခိုင်ပြန်လည်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်းတရားဝရီခိုင်တရင်383ညနဲ့တခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ1ရက်နေ့ညနေ6:15မိနစ်အချိန်ခန့်မှာအုပ်ဖို့မြို့နယ်တိမ်မြုပ်ရွာအခြေဆိုင်ခမရ6မှာထွက်လာတဲ့ဓမ်းမင်ဂုံးကျေးရွာယာအိမ်မှုအောင်မုတ်ခိုင်ဟာ ချောင်းကွာကေရွာနဲ့တရရနှပြားလင်ရွာအကြားမှာရှိတဲ့လမ်းပိုင်းမှာတာယာဝရီခိုင်တရင်383ညနှစ်တခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့မှရဲဘော်များကိုလက်ပစ်ဘုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုလက်ပစ်ဘုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့ပေမဲ့လည်းတော်လန်ရေးရဲဘော်များအချိန်မီရှောင်တိတ်နိုင်လိုက်ခြင်းကြောင့်ယာအိမ်မှုအောင်မိုးခိုင်ကိုတော်လန်ရေးရဲဘော်များကပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ ခေါင်းတဲ့တဲ့ကိုတနက်ကြီး၃ချက်ထိမှန်ပြီးနေရမှာတဲ့ပွဲချင်းပြီးမတာပေါ်တိတ်ဆုံးသွားကလက်ပစ်ဘုံတလုံးကိုလည်းတင်းဆဲရရှိခဲ့ကြောင်းသိရှိရပါတယ်။တိတ်ဆုံးသွားတဲ့ရာအိမ်မှုအောင်မိုးခိုင်ဟာစစ်မှုတန်ဟောင်းတူဖြစ်ပြီးအကြမ်းဖက်စစ်တဲ့ဒေါက်တိုင်အမာခံတူလည်းဖြစ်ကြောင်း၎င်းဟာခမရ6မှာနေထိုင်ပြီးတော်လန်ရေးတပ်ဖွဲ့များရဲ့အချက်လက်များကိုစုံစမ်းထောက်လှမ်းခြင်းပြည်သူများထံမှစစ်မှုတန်းကျေးဟုဆိုကငွေကြေးများချင်းချောက်ကောက်ခံခြင်းလူငယ်များကိုအကြမ်းဖက်စစ်တပ်နဲ့အတူပေါ်တာဆွဲဖမ်းဆီးခြင်း ရုံးမအတွင်စစ်ကြောင်းထိုးရမှာလမ်းပြခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရှိရပါတယ်။ရာအိမ်မှုအောင်မှုခိုင်ကရဲဘော်တွေထိုင်နေတာကိုမြင်ပြီးလက်ပစ်ဘုံးနဲ့လှမ်းပစ်ပါတယ်။သူပစ်တာကိုရဲဘော်တယောက်ကမြင်ပြီးတတိပေးလို့တစ်ပင်နာကပ်ပြီးရှောင်လိုက်တော့ထိခိုက်သူမရှိဘူး။ဒီကောင်ကအဲ့ဒီလိုပစ်ပြီးရောတုတ်ချေတင်ထွက်ပြေးတယ်။ရဲဘော်တွေလည်းဝိုင်းပစ်လိုက်ကြတာမှာခေါင်းကိုကြည်တုံးချက်မှန်ပြီးသိသေးသွားတယ်။ သူ့အကိုအုပ်ကြီး George ကိုလည်းလွန်ခဲ့တဲ့နှစ်နှစ်ကကျွန်တော်တို့ရှင်းလိုက်ကြတဲ့ကမသေးပဲဒီကောင်ကခမရ6မှာတွားနေနေတာစက္ခတွေနဲ့ရွာကိုပြန်လာပြီးစစ်မှုထမ်းခြင်းငွေကောက်တယ်လူငယ်တွေကိုစစ်ခွဲတွေနဲ့ပေါ်တာဆွဲတယ်အဲ့ဒီလိုလုပ်နေတဲ့ကောင်းလို့တာယာဝရီခိုင်တရင်383ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတက်ဖွဲမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်တာယာဝရီခိုင်တရင်383ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတက်ဖွဲအနေနဲ့ ပြည်သူများနဲ့တော်လန်ရေးတက်ဖွဲ့များကိုဒုက္ခပေးနေကြတဲ့စစ်ကောင်စီတပ်သားများအပြင်စစ်ကောင်စီတောက်တိုင်များကိုပါအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတွာလာနေထိုင်ခြင်းလုံးဝလုံးဝမပြုတ်လို့ကြရင်အတိပေးနှိုးဆော်ထားပါတယ်။နောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်အာဏာသိမ်းပြီးလူငယ်များကိုအတင်းအကျပ်စစ်မှုထမ်းခိုင်းနေတဲ့မြန်မာစစ်ကောင်စီကို ICC တရားရုံးသို့လွှဲပြောင်းရန် 40rights က ILO ညီလာခံကိုတောင်းဆိုလိုက်ကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာစစ်ကောင်စီရဲ့အလို့သမားများအပေါ်အတင်းအကျပ်စီခိုင်းခြင်းနဲ့အတင်းအကျပ်စစ်မှုထမ်းစီခြင်းအပအဝင်အလို့သမားအခွင့်အရေးနဲ့လူအခွင့်အရေးချိုးဖောက်မှုများအတွက်မြန်မာစစ်ကောင်စီကို ICC ကမ္ဘာရာဇဝတ်တရားရုံးကိုလွှဲပြောင်းပေးဖို့ Forty Rights ကအပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ချုပ် ILO ထံကိုတောင်းဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကိုအလုံးစုံစီးပွားရေးပိတ်ဆို့မှုဖြင့်ရေးယူရေးအဆုံးဖြတ်ပေးရန်ရှိနေတဲ့133ကြိမ်မြောက် ကမ္ဘာအလုံသမားအဖွဲ့ချုပ်ရဲ့ညီလာခံမှာယနေ့ဇွန်လ2ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာစတင်ကျင်းပနေပါတယ်။40 rights က ILO ညွန်ကြားရေးမှူးချုပ် Gilbert Humble တန်ကိုယနေ့စာပေးပို့လိုက်ပြီးမြန်မာနိုင်ငံအခြေအနေကိုနိုင်ငံတကာရစဝစ်ခုံရုံး ICC ကိုလွှဲပြောင်းပေးခြင်းပြစ်မှတ်ထားပိတ်ဆို့ရေးရည်မှုများပြည်ပရောက်အလုံသမားတက်မှတ်ကများနဲ့အခြားလူအခွင့်ရေးကာကွယ်စောင့်ရှောက်သူများကိုပံ့ပိုးကူညီခြင်းများအပါအဝင်လိုအပ်တဲ့ရေးရည်မှုများဆောင်ရွက်ပေးရန်အကြံပြုထားပါတယ်။မြန်မာစစ်ကောင်စီက အခြေခံအလို့သမားအခွင့်အရေးကိုစနစ်တကျညှင်းပယ်နေပါတယ်။ ILO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စစ်ကောင်စီရဲ့ချိုးဖောက်မှုတွေကိုအရေးယူရပါမယ်။မြန်မာစစ်ကောင်စီကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICC ကိုလွှဲပြောင်းပေးပြီးပြပရောက်မြန်မာအလို့သမားတမကတွေနဲ့အလို့သမားအဖွဲ့အစည်းတွေကိုပံ့ပိုးကူညီရပါမယ်လို့ 40Rights မှအကြီးအကဲရှင်နေ Patrick Fonson တုံကပြောပါတယ်။ 2023ခုနှစ်ဩဂတ်စ်လ4ရက်နေ့ထုတ် ILO စုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာမှာမြန်မာစစ်ကောင်စီကအခြေခံအရသားများရဲ့အခွင့်အရေးများကိုချိုးဖောက်နေပြီး ILO ရဲ့အလုတ္တမအခွင့်အရေးနဲ့အတ္တမခိုင်းစေမှုတာစီရေးဆိုင်ရာသဘောတူညီချက်များကိုချိုးဖောက်ခဲ့ကြောင်းထုတ်ဖော်ထားပါတယ်။2023ခုနှစ်ဩဂတ်စ်လ4ရက်နေ့ထုတ် ILO စုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာမှာမြန်မာစစ်ကောင်စီကအခြေခံအရသားများရဲ့အခွင့်အရေးများကိုချိုးဖောက်နေပြီး ILO ရဲ့အလို့သမားအခွင့်အရေးနဲ့အတ္တမခိုင်းစေမှုတာစီရေးဆိုင်ရာသဘောတူညီချက်များကိုချိုးဖောက်ခဲ့ကြောင်းထုတ်ဖော်ထားပါတယ်။ ILO စုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာမှာစစ်ကောင်စီကအလို့သမားတမကအဖွဲ့ဝင်များကိုတတ်ဖြတ်ခြင်း၊နိုင်ထက်စီးနှင်ဖန်ဆီးခြင်း၊အတုအယောင်ယုံတင်စစ်ဆေးခြင်း၊ပြစ်ဒဏ်ချမှတ်ခြင်း၊ဖန်ဆီးခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်း၊ချိန်ချောက်ခြင်း၊စောင့်ကြည့်ခြင်း၊ပြင်းနှင်ခြင်း၊၎င်းတို့ရဲ့အခြေခံအယက်သားလွတ်လပ်ခွင့်များဆုံးရှုံးခြင်း ၎င်းတို့ရဲ့အလုတ္တမတမကအဖွဲ့ဝင်များနဲ့လုပ်ငန်းဆောင်ရွက်မှုများကြောင့်လုပ်ငန်းကွင်မှာဖိနှိပ်ခံရခြင်းများကျူးလွန်ခဲ့ကြောင်းမြို့သမီးအလုတ္တမတမကခေါင်းဆောင်များကိုလိန်ပိုင်းဆိုင်ရာအကြံဖတ်ခဲ့ကြောင်းဖော်ပြထားပါတယ်စစ်တပ်ကပေါ်တာဆွဲခြင်းနဲ့လူသားတိုင်းများအပါအဝင်စစ်ပတ်ဆိုင်ရာစစ်စင်ရေးများအတွင်စနစ်တကျနဲ့ကြဲကြဲပြန့်ပြန့်အတ္တမခိုင်းစေမှုများလှုပ်ဆောင်နေကြောင်းအယလုစုံစမ်းရေးကော်မရှင်ကထုတ်ဖော်ထားပါတယ် 40 rights ရဲ့စုံစမ်းစစ်ဆေးမှုမှာ Rohingya လက်နက်ကိုင်အဖွဲ့များကမင်္ဂလာဒေ့ရှ်နိုင်ငံမှာရှိတဲ့ဒုက္ခသည်စခန်းများမှာ Rohingya ဒုက္ခသည်များကိုပြန်ပေးဆွဲပြီးစစ်မှုထမ်းခိုင်းရန်မြန်မာစစ်ကောင်စီနဲ့ပူးပေါင်းလှုပ်ဆောင်နေကြောင်း Rohingya လက်နက်ကိုင်အဖွဲ့များက2024ခုနှစ်မတ်လမှမေလအထိ Rohingya ဒုက္ခသည်1900ခန့်ကိုအတင်းအဓမ္မစုဆောင်းခဲ့ကြောင်းသိရှိရပါတယ်။ ILO ညံကြားရေးမှူးချုပ်ထံသို့ Forty Rights ကပေးပို့တဲ့စာမှာ ILO အဖွဲ့ဝင်နိုင်ငံများအနေနဲ့မြန်မာစစ်ခေါင်းဆောင်များနဲ့စွန့်ဆောင်ရေးများအပေါ်ပြစ်မှတ်ထားပိတ်ဆို့အရေးယူမှုများချမှတ်ကမြန်မာနိုင်ငံကိုကုံတွယ်မှုသဘောတူညီချက်များမှဆိုင်းငံ့ထားရန်တိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံကပြည်သူတွေဟာစစ်ကောင်စီရဲ့လုပ်ရက်တွေကြောင့်စိုးရွားစွာထိခိုက်ခံစားနေကြရပါတယ်။ ILO ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ33အရအရေးယူဆောင်ရွက်ခြင်းကစစ်အာဏာရှင်တွေအတွက်လက်နက်ငွေကြေးနဲ့တရားဝင်မှုတို့ကိုပြတ်တောက်စေနိုင်လို့အကြမ်းဖက်အုပ်စိုးမှုကိုအဆုံးသတ်သွားစေရန်အထောက်အကူဖြစ်စေနိုင်ပါတယ်။ Forty Rights အနေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကိုမြန်မာစစ်ကောင်စီပေါ်ဖြစ်နိုင်သမျှအပြင်းထန်ဆုံးအရေးယူမှုတွေပြုလုပ်ပေးဖို့အတွက်တောင်းဆိုပါတယ်လို့ Forty Rights မှ Senior Advocate ဖြစ်သူ Patrick Fonsanton ကပြောဆိုပါတယ်။ အာရလအဖွဲ့ဝင်နိုင်ငံများအနေနဲ့စစ်အစိုးရကိုယ်စားလှယ်များအားလုံးကိုစိုင်းငံ့ထားရတဲ့မြို့သားညီညွတ်ရေးအစိုးရကိုအတိမတ်ပြုအပြည့်အဝဆက်ဆံရန်လဲ40 rights ကဆက်လက်တောင်းဆိုထားပါတယ်။ထက်မှန်သိရှိရတဲ့တရင်ကတော့နောင်ချိုမြို့ရွှေမုထောကျေးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးပြည်သူအချို့ကိုတပ်ဖြတ်၍ TNLA uniform ဝတ်ပေးကဓက်ပုံရိုက်ဝါရဖြန်ပြည်သူ55ဦးထက်မနည်းကိုစစ်တပ်ကဖမ်းဆီးသွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ရွှေမုထောကျေးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းကာ ပြည်သူအချို့ကိုတတ်ဖြတ်ပြီး TNL uniform ဝတ်ပေးကဝါရဖြန့်လျက်ရှိကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။မေလ29ရက်နေ့အကြံဖတ်စစ်တကရွှေမုံထောကြီးရွာအတွင်းမှာရှိတဲ့ပြည်သူများကိုဝင်ရောက်တတ်ဖြတ်ကပြည်သူ55ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းအကြံဖတ်စစ်တရဲ့တတ်ဖြတ်ခံရသူများထဲမှာဖခင်နိုင်ရဲ့အတွက်တင်းရှောင်းနေရမှရွာကိုပြန်လာမိတဲ့ကြိုးတဲ့လူငယ်တအူးလဲပါဝင်ကြောင်းဒေသပြည်သူများထံကနေသိရှိရပါတယ်။ရွာထဲကသူတချို့ကိုပြစ်တတ်ပြီး TNL uniform ဝတ်ပေးခဲ့တာပါ။ ရွာသား45ယောက်ကိုလည်းဖမ်းသွားပြီးကျွဲတွေနွားတွေပါဆွဲသွားခဲ့တာပြစ်ဒတ်ခံရတဲ့သူတွေထဲမှာဖခင်နာရီကိုတုတ်တံမှတကြိုပြီးပြန်လာတဲ့တားတယောက်ပါပါတယ်လို့ဒေတာပြည်သူတို့ကပြောကြပါတယ်စစ်တပ် lobby များရဲ့ဝါဒဖြန့် channel များမှာတော့အကြမ်းဖက်စစ်တပ်ကပြည်သူတချို့ကိုတတ်ဖြတ်ပြီး TNLA uniform ဝတ်ပေးခဲ့တဲ့ဓာတ်ပုံများကိုရိုက်ယူက TNLA ရဲဘော်များရဲ့အလောင်းများရရှိတယ်လို့သတင်းအမှားများနဲ့ဝါဒဖြန့်လျက်ရှိကြောင်းဒေတာပြည်သူများကဆိုကြပါတယ်အဆိုပါကြေးရွာအတွင်းမှာရှိတဲ့ပြည်သူများကို တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကစစ်ဘေးရှောင်ရန်ကြိုတင်ပြောကြားထားပေမဲ့ရွာသားတချို့ကစစ်ဘေးရှောင်ရန်နေရာအခက်အခဲနဲ့စောက်ဝတ်နေရေးပြဿနာများကြောင့်မရှောင်ကြကြောင်းဒေသပြည်သူများထံကနေသိရှိရပါတယ်။နောက်ထပ်သိရှိရတဲ့သတင်းကတော့မိုးကြီးပြီးမြေကြီးချောင်းရီတွေမြင့်တက်လာတာကြောင့်ရခိုင်ကမြို့နယ်အများအပြားရဲ့မြေနေပိုင်းဒေသတွေမှာရေကြီးမှုဖြစ်ပွားနေကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်မှာမိုးသေးထန်စွာရွာသွန်းနေတဲ့အတွက်မြေကြီးချောင်းရီတွေမြင့်တက်လာနေတဲ့အတွက် မြို့နယ်အနှံ့အပြားကမြေနေပိုင်းဒေသတွေမှာရေကြီးမှုတွေဖြစ်ပွားနေပါတယ်။လွန်ခဲ့တဲ့မေလ26ရက်နေ့ကစတင်ပြီးမိုးသည်ထန်စွာရွာသွန်းနေတဲ့အတွက်ကြောက်တော်မြောက်ဦးနဲ့မင်းပြမြို့နယ်တွေအတွင်းကမြေချောင်းအင်းအိုင်တွေနဲ့နှိစက်တဲ့ကြေးရွာတွေကမြေနေပိုင်းဒေသတွေမှာရေကြီးရေရှမ်းမှုဖြစ်ပွားနေတယ်လို့မြောက်ဦးဒေသခံမျိုးသားတဦးကဆိုပါတယ်။မြောက်ဦးဆိုမြို့ပေါ်မှာတော့ရေဝင်နေပြီးရန်ချောင်းရေလည်းမြင့်တက်လာလို့အဲ့ဒီအနီးအနားကကြေးရွာပေါင်း10ရွာလောက်ရေမြုပ်နေပြီးကြောက်ဦးနဲ့မြောက်တော်အဆက်ကရွာတွေလည်းပါတယ်။ ပြီးတော့လေးမျိုးချောင်းလဲရေတက်လာတဲ့ကြောက်တော်မှာတရက်တပင်ရွာဆိုဈေးပါမြုပ်သွားပြီလို့ဆိုပါတယ်။ရေကြီးနေတဲ့မြို့နယ်တွေကနေရာတချို့မှာတော့ရခိုင်အမျိုးသားအဖွဲ့ချုပ်ရခိုင်တပ်တော် ULAA အရေးပေါ်ကေစရေးပြုတ်လုပေးနေပေမဲ့လည်းနေရာတချို့တော့ကျန်နေသေးတယ်လို့ ULAA နဲ့နှိဇက်သူတဦးကဆိုပါတယ်။မြောက်ဦးကြောက်တော်ဘက်ကနေရာတချို့အိမ်တွေနေလို့မရတော့တဲ့ဘက်တွေကိုဦးစားပေးကယ်ဆယ်နေကြတယ်။မိုးသာဆက်ပြီးများနေအောင်မယ်ဆိုဒီတက်ပူဆိုးနိုင်တယ်လို့ဆိုပါတယ်။မင်းဖျားမြို့နယ်ကမင်းဖူးကွင်းပတ်ဝန်းကျင် ပြင်ရောက်ပတ်ဝန်းကျင်ထိမ့်မင်ခင်ပန်းမြောင်မှဂန်းကာကွင်းပတ်ဝန်းကျင်တွေမှာရည်ကြီးနေတယ်လို့မြောက်ဦးမြို့နယ်မှာကြီးတော်ကွင်းပေါင်းတုတ်ကွင်းခေါင်းပုံကွင်းတိန်ညိုဘက်မှာလည်းရန်ချောင်းရည်ကြီးနေတယ်လို့သိရှိရပါတယ်အခုလိုရည်ကြီးနေတာကြောင့်တိန်ညိုကြီးရွာထိတ်ဝပြင်းကြောက်တော်မှတရက်တပင်ရွာမှပြင်းစပားစိတ်စတဲ့ကြီးရွာအပါအဝင်ကြီးရွာအများပြားရည်ကြီးနေတယ်လို့ဒေသခံတွေကပြောဆိုပါတယ်နိရစ်စရာကကြောက်တော်မြောက်ဦးနယ်မင်းပြမြို့သာဆက်သွယ်မှုရရှိပြီးနောက်ထပ်မြို့တွေနဲ့ဆက်သွယ်မရသေးတဲ့အတွက် ကြံမြို့နယ်တွေရဲ့အခြေအနေကိုတင်ပြနိုင်ခြင်းမရှိသေးပါဘူးဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလီအားကောင်းနေတဲ့အတွက်ရခိုင်အပါအဝင်တိုင်းနယ်ပြည်နယ်အလိုက်ဆက်လက်မိုးကြီးနိုင်တယ်လို့မိုးစလရဲ့ဇွန်လ၂ရက်နေ့နံနက်ပိုင်းသတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ခမောက်ကြီးမြို့နယ်အခြေစိုက်ခမာယ၃လနှစ်မှစစ်မှုဒန်းစင်တပ်သားနှုတ်ကော်တောင်းပကဖတ်တန်အလင်းဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် တနင်္သာရီတိုင်းကော့တောင်းခရိုင်ခမောက်ကြီးမြို့နယ်အခြေစိုက်အကျန်းဖတ်စစ်ကောင်စီတပ်ကအတမစစ်သားစုဆောင်းခံရသူစစ်သား၂ယောက်လက်နက်မဲ့အလင်းဝင်လာတယ်လို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီနေ့ထုတ်ပြန်ပါတယ်။ခမောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့အကျန်းဖတ်စစ်တပ်ရဲ့နမတွန်ရှေတန်းခြေကုပ်စခန်းဖြစ်တဲ့ခမရ3လင်းနဲ့တက်စခန်းကစစ်မှုတန်းတင်နန်းစင်စစ်သား၂ယောက်ထွက်ပြေးလာပြီးမေလ30ရက်မှာကော့တောင်းပကဖစီလာရောက်ခိုလုံခဲ့တယ်လို့ဆိုပါတယ်။2024နှစ်ကုန်ပိုင်းမှာစစ်ကောင်စီတပ်ရဲ့ တတသည့်စုဆောင်ခံခဲ့ရတဲ့လင်းဝင်စစ်သားနှောက်ဟာစစ်ကောင်စီရဲ့အမှတ်3တန်းမြင့်လေ့ကျင့်ရေးတင်နန်းကျောင်းမှာစစ်မှုထမ်းတင်နန်းတက်ခဲ့ရတာဖြစ်တယ်လို့သိရှိရပါတယ်။နောက်ထပ်ပြည်သူရင်ခွင်ခုံလုံးမဲ့အကြံဖတ်စစ်ကောင်စီဘက်တော်သားတွေအနေနဲ့လဲကော်တောင်းမြို့နယ်ပကပစီကိုဆက်သွယ်အလင်းဝင်လာရင်လက်ခံကြိုဆိုသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာ